ဒီနေ့ပြောပြမှာကြတော့လေဒီလက်အရှိကုန်กว่าတဲ့သူတွေပေါ့နော်ဓမ္မတဲ့မှုကြောင့်ဖြစ်တဲ့ဟာမျိုးသူတို့တွေကလေးမေးကြတယ်တစ်သလုံးမတဲ့တော့ဘူးလားတစ်သလုံးမဆောင်ရတော့မလားဘလို့ပဲဖြစ်မပြောက်တော့ဘူးလားဆိုပြီးတော့မေးတတ်ကြတယ်အဲ့အကြောင်းလေးပြောပြမှာနော်ဟယ်လိုအားလုံးမင်္ဂလာပါရှင်လီထုဒမတိုလော်ဂျစ်ချန်နယ်လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ ကျွန်မနာမည်ဒေါက်တာထူးထူးကျော်ပါရေပြားထုပ်ပုဆရာဝန်ပါအခုကဘယ်လိုရှောင်ရမလဲဆိုတဲ့အကြောင်းလေးပြောမှာပေါ့လေနော်တချို့တွေကမေးကြတယ်ငငယ်တုန်းကတော့ तू ကအဲ့လိုမျိုးမဖြစ်ဘူးဓမ္မတက်တာမဖြစ်ဘူးအခုကြီးမှဖြစ်တာနော်ဟုတ်လားဟုတ်တယ်ငငယ်တုန်းကမဖြစ်ဘူးကြီးမှဖြစ်တာမဖြစ်လို့လေအဲ့ဒါရေပြားကမှတ်ဉဏ်ရှိတယ်မှတ်ထားတယ် तू ကပထမဆုံးတစ်ချိန်ထိတွေ့တာနဲ့တော့မဖြစ်ဘူးအဲနောက်မှတစ်ဖြည်းဖြည်းနဲ့တော့ ရက်တွေရက်ပေါင်းများစွာကြာပြီခဏခဏအထိတွေ့ပါများလို့ရှင်ကြာတော့သူကအပေါ်ရင်အရေးပြားကိုလောင်လောင်ရင်းနဲ့သူက memory မှတ်ထားတဲ့ဟာလည်းရှိတော့ဒီဒီတစ်ခုနဲ့ထိတွေ့တိုင်းသူကမကြိုက်ဘူးပေါ့နော်မတည့်ဘူးအဲ့ဒါမျိုးဆိုလို့ရှင်ပြန်ပြန်ဖြစ်တတ်တယ်ပေါ့အဲ့ဒါဘယ်လိုလူမျိုးတွေမှာတွေ့ရလဲဆိုတော့ကော်တွေကင်တဲ့သူတွေမှာအဓိကတွေ့တယ်အဖနက်ကော်တို့ဖနက်ဆက်အောင်မှာလောက်တဲ့သူတို့နော်အဲတချို့ကော်ရီကိုင်နဲ့အဲ့လိုမျိုးဟို စိုက်ယုံနေမှာပေါ့နော်ဆိုရပါဘာစိုက်ယုံနေလဲတော့မသိဘူးအဲ့လိုမျိုးခဏစိုက်ယုံကတော့အဓိကသိတာပေါ့လေအဲ့လိုမျိုးတွေမှာဆိုလို့ရှင်သတိထားကြည့်ကြည့်ပါအာငါအဲ့လိုမျိုးဟာရင်လည်းမတည့်ဘူးဆိုလို့ရှင်ကွာရှောင်းလိုက်မှပဲပြောက်တာနှုတ်မို့ဆိုလို့ရှင်ဒီကိုစေးကူရတာနဲ့ဒီဟာရတယ်လားခါနဲ့อ่ะအဲ့လိုအဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ပြောင်းလိုက်တာကောင်းတယ်เนาะအဲ့လိုမျိုးဆိုရင်မပြောက်တော့ဘူးလားလို့မေးတဲ့သူတွေရှိတယ်အဲ့လိုလိုမျိုးတွေတော့ဖြေဖို့ဆိုလို့ရှင်เนาะဘယ်လိုဖြေရမလဲဆိုတော့ ဒီပစ္စည်းကိုသူအမှတ်ထားတာဖြစ်တဲ့အတွက်အဲ့ပစ္စည်းကိုဘရောမမထိတွေ့တော့ဘူးဆိုလို့ရှင်သူလည်းဘရောမပြန်မဖြစ်တော့ဘူးအဲ့လိုပဲဖြစ်ရမယ်ဘလောက်ကြာမှပြန်ထိတွေ့လို့ရလဲတချို့တွေကမေးတာပေါ့နော်အဲ့ခါမှာအရေပြားရဲ့လေဒီဖြစ်စဉ်ကနှစ်ခုရှိတယ်အရေပြားစိတ်ပညာမှာနှစ်ခုရှိတယ်ဓမ္မတဲ့တာနှစ်မျိုးတစ်ခုကကြတော့အလားချစ်ကြောင့်ဖြစ်တဲ့ဟာ ီပစ္စည်းကိုဟိုသူကမကြိုက်တာသူကမတည့်တာပေါ့နော်အဲအဲ့ဒါဆိုလို့ရှင်တော့ဘယ်နှခါပဲထိတွေ့တွေ့နောက်ဘလောက်ပဲကြကြကြာနေမှာထိတွေ့လဲသူပြန်ဖြစ်တယ်မတည့်ဘူးဆိုပြန်ဖြစ်တယ်နော်အဲ့ဒါအလားချက်နောက်တစ်ခုကကြ irritant ဆိုတာသူလောင်စေလို့ဖြစ်တာအဲ့လောင်စေလို့ဖြစ်တဲ့ဟာကြတော့သူကသူသူ့ကိုမတည့်တာမဟုတ်ဘူးလောင်တဲ့အတွက်ကြောင့်မဟုတ်ဘူးအပေါ်ရန်အခြေပြားလေးတွေကလောင်ကုန်တာဒဏ်ရာကုန်တာပေါ့အဲ့လိုအချိန်မှာဒဏ်ရာရတဲ့အချိန်မှာ ူ့ကြောင့်ထိုင်ရရတယ်ဒါပေမဲ့ရေကိုကရင်လဲအလိုပဲဖြစ်နေမှာပဲပိုဆိုးလာမှာပဲတခြားခုနကပြောတဲ့ထုံတို့ဘီလက်မျိုးတို့အဲကရင်လဲပိုပြီးဆိုးလာမှာပဲစပရေးတွေကရင်လဲပိုပြီးဆိုးလာမှာပဲအဲ့ဒါကကြတော့ irritant ကြောင့်ဖြစ်တော့ तू तू ကလောင်စေတဲ့ပစ္စည်းသူ့ကြောင့်လို့ဖြစ်သွားတာအဲ့ဒါကြရင်တော့ तू ကရှောင်လိုက်လို့ရှင်ကြကြလေးရှောင်လိုက်လို့ရှင်တော့ပျောက်တယ်ဘလားလောက်ရှောင်ရမလဲဆိုရင်6လလောက်တော့အနည်းဆုံးပေါ့နော်6လလောက်မှတော့ healing ကောင်းကောင်းလေးကျသွားပြီပေါ့ရေပြလုံးဝအကောင်းတိုင်းဖြစ်သွားပြီ အဲ့တော့မလောင်တော့ဘူးအဲ့တော့ခြေကင်ရင်လည်းဘာမှဖြစ်တော့ဘူးနော်အဲ့တော့အဲ့လိုမျိုး irritant ကြောင့်ဖြစ်တဲ့ဟာမျိုးဆိုလို့ရှိရင်တော့သူက6လလောက်ဆောင်းလိုက်လို့ရှိရင်ပြန်ပြီးတော့ကောင်းတယ်ဘာမှပြန်မဖြစ်တော့ဘူးနော်ခုနကလိုမျိုး allergic ကြောင့်ဖြစ်တဲ့ဟာဆိုလို့ရှိရင်တော့သူကသူမတည့်ဘူးလေသူမကြိုက်ဘူးအဲ့တော့ဘယ်တော့ပြန်ဝင်လာလားသူမှတ်မိနေတယ်အဲ့တော့ပြန်ဖြစ်မှာပဲနော်ရှင်းပြရနားလေချလာတော့မသိဘူးနော်ကျမလှပတော်ရေးပြပါစေမြတ်ပါစေရှင် နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော်ဘိုင်ဘိုင်